မြဲစွာပြရှိခြင်းကညီတော်အနန္တကလျှောက်တယ်တော်တော်ဗျာလူနဲ့ညပါတက်တော်မရှိတဲ့ကုသိုလ်တရားနဲ့အာဟုသူတရားဒါကပြားတယ်လေဗျာလို့မလျှောက်ဘူးလားလျှောက်ပါတယ်ဗျာညီတော်အနန္တလူအရိယနဲ့အရိယပြမအရိယကိုချမ်းလူအန္တနဲ့အန္တပြမအန္တမရှိတဲ့ကုသိုလ်တရား ငါဖျားလက်သက်ပါတင်ရမြူမှုန့်ပမာဏတော့မောဘူးလားမှန်ပါရဲ့ဗျာလက်သက်တဲ့မြူမှုန့်ကတရွေးသားနေရသားရှိမှာပေါ့မှန်ပါဗျာဘယ်တော့ပါမရှိဘူးနော်မှန်ပါဗျာအာဟုတုတရားကကပ္ပပထွေမြည်တာအများတော့မောဘူးလားမှန်ပါရဲ့ဗျာအာဟုတုတရားကပ္ပပထွေမြည်အမြင့်ရဆိုတော့ကလူပြန်ဖြစ်ပေါ်လွယ်ပါ့မလားမလွယ်ပါဘူးဗျာမလွယ်ဘူးကွယ်နော်မှန်ပါဗျာအဲ့ဒါချက်ဆရာကောင်းတယ်ကြားမှန်ပါဗျာ လူဖြစ်တဲ့ဘဝလေးမှာဓမ္မနောက်ပဲခွဲအနေနဲ့ဣရနဲ့ပြည့်စုံဖို့လိုတယ်နော်မှန်ပါဗျာ။ဣရနဲ့ကြည်စုံတာလူဖြစ်ဖို့နတ်ဖြစ်ဖို့ရနေတာပေါ့။မှန်ပါဗျာ။တန်ပြာကမထွေညာဆိုတော့အပင်နဲ့ဆိုတော့မတက်တာဘူးလား။မှန်ပါပါဗျာ။ဣရနဲ့ကြည်စုံဖို့လိုတယ်နော်။မှန်ပါဗျာ။ ဘုရားပို့တဲ့အခါနဲ့လူပြစ်ကိုကြုံတဲ့အခါကျသစ္စာတခန္ဓာကျပိဿတုပ္ပတရားကိုသိဖို့မလိုဘူးနော်။သိပါရဲ့။အဲ့ဒီတရားကိုသိမှသမုဒ္ဒရာဖြစ်မယ်ကြာ။မှန်ပါဗျာ။သမုဒ္ဒရာဒီရာဖြစ်မှချမ်းသာချစ်ကိုရမယ်နော်။မှန်ပါဗျာ။အဲ့လိုရှိသေးပုံမကောင်းဘူး။မှန်ပါရဲ့ဗျာ။ဒီတစ်ခါပြန်ပြီးတော့ကိုယ်စမ်းစစ်ကြပြေးတာပေါ့။ဒီငါမျက်မှရှိတဲ့တဲလုံးနဲ့အမြတ်တဲတပွဲဘုရားတဆူတဲ